ရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေ radio ဒဇင်ဖိရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနေဒီကနေ့ဧပြီလ22ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ အမတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မတရားမှနေတဲ့ညီမလေးစင်မမထုံရဲ့ဒီနေ့မှပြင်းပြောက်တဲ့32နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးစင်မမထုံရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချင်းပြည်နယ်ကမေလေးနှင်းမိုးပွင်မြေကြီးနာကကျူးကျူးရွှေဘိုကမိုးမြင့်သူစကိုင်းကစင်မဝင်းနဲ့မတရားကတသက်မွန်တို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့လှိုင်းသားရမျိုးနဲ့တိန်ဦးရင်ဆယ်လန်းခုနှစ်ရက်ကွက်မှာနေထိုင်တဲ့ညီမလေးတက်မုံဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့24နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ညီမလေးတမုံဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ဖေဖေဦးစိန်နဲ့မေမေတို့ချူချူတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင် မွေးနေ့ရှင်ညီမလေးအတွက်မွေးနေ့ဆုမွန်စကားလေးရတော့မိဘအားကိုးရတဲ့သမီးလေးဖြစ်ပါစေနိုင်ငံတော်ဝန်ကိုကျေးပွန်စွာထမ်းဆောင်နိုင်ပါစေနောက်နှစ်ပေါင်းများစွာတိုင်အောင်အနာရောဂါကင်းဝေးပါစေကကြီးသုံးပါးကနေကျော်နွားနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးလာပါတယ်ရှင် ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မတရားမျိုးကညမလေးစင်မမိုးချောနဲ့လှိုင်းသားရမျိုးနဲ့တေးဥယင်ဆဲလန်ခုနှစ်ရက်ကွက်မှနေတဲ့ညမလေးတမုံဦးတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်ရနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရယ်ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျမ်းမာပျော်ရွှင်ပါစေလူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရယ်ရှင် အမတ်တရားနေ့အစီအစဉ်အားနေ့ထမှန်ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မန္တလေးမှာနေတဲ့ညီမလေးတီရီရဲ့ဒီနေ့မှပြင်းပြောက်တဲ့16နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးတီရီရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချေရတဲ့မိသားစုတွေအားလုံးနဲ့အတူတူတငယ်ချင်းထွန်းကုတ်ကိုကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။အခုနောက်ဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ ရန်ကုန်စမ်းကြောင်းမှာနေတဲ့ညီမလေးမေတ္တာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့15နှစ်ပြည့်မွေးနေ့အတွက်လေးကိုပောင်ဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ညီမလေးမေတ္တာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ဦးလေးဖြစ်တဲ့ဦးမျိုးမြတ်ကပောင်ဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မန္တလေးမှာနေတဲ့ညီမလေးတီရီနဲ့ရန်ကုန်စမ်းကြောင်းမှာနေတဲ့ညီမလေးမေတ္တာတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမကောင်းလေးတောင်းဆုပြုပေးကြပါမယ်။ ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။နိုးထလာတဲ့မနက်ခင်းတိုင်းမှာတာယာပြောရွှင်အေးချမ်းပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ။ အမတ်တရားနေ့အစီအစဉ်အားနေ့မွေးနေ့ရှင်တွေအတွက်ပောင်းဝင်းတောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ထမှန်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်းဝင်းတောင်းဆိုပေးထားတာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့။ချစ်သူရဲ့နှစ်ပတ် သူဆောင်တွင်မင်္ဂလာဇနီးမောင်နှင်တို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့မြေကြီးနားမှာနေတဲ့အာကာမိုးပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူသူဆောင်အောင်နဲ့ဒီနေ့မှပြင်းပြောက်တဲ့တနည်းပြင်းချက်သက်တမ်းအတွက်ကိုကိုရိုင်းမဲပန်းဝေတောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေရတော့ထာဝရသစ္စာရှိရှိချက်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပန်းဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့ မိတိလာမနေတဲ့ရမင်းကိုကိုပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူထက်သူရနဲ့ဒီနေ့မှပြင်းပြောင်းတဲ့ခဏလာပြင်းချက်တတန်းအတွက်ကိုကိုရိုင်းမေးပါဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေရတော့မောင်းကိုအရန်ချက်ပါရယ်တဲ့။တရားဖို့တရားနားလည်မှုများစွာနဲ့ရှေးဆက်ချက်သွမ်းကြမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရယ်ရှင်။ ဒီနေ့မှာနှစ်ပတ်လည်ပြင်ပကြတဲ့ချစ်သူဆောင်တွေတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနောက်ဆက်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင် တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ ။တစည်ဖွင့်ပရိသတ်တွေအလုံးကအမှတ်တရနဲ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြတယ်ဆိုရင်တော့နေ့စဉ်မနက်၁၇နာရီကနေ့၁၂နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 9993 9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နားဆင်အားပေးခဲ့ကြတဲ့ဒဇယ်ဖန်ပရိသတ်များအားလုံးပဲတရားပြေရှင်မွေးကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။